မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကိုကျင်မီရဲ့တကောင်တည်းပဲဆိုတဲ့စာအုပ်လေးထဲကမကြောက်တဲ့အရာတွေဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်မကြောက်တဲ့အရာတွေအာရှသားတွေရဲ့စိတ်ထဲမှာအသားဖြူဖြူမျိုးလုံးပြပြနဲ့နိုင်ငံခြားသားတွေဆိုရင် အထင်ကြီးတတ်ကြတဲ့အခန်းလေးတွေရှိတတ်ကြတယ်ဘာမှမလုပ်ဘဲနဲ့ကိုအဲ့လိုနိုင်ငံခြားသားဆိုတာနဲ့ကိုယ့်ထက်တခုခုအဆင်ပြေနေတယ်လို့ခံစားတတ်ကြတာမျိုး စာရီပီတွေထဲမှာလည်းတခြားနိုင်ငံကပညာရေးအဆင့်အတန်းလူနေမှုအဆင့်အတန်းတွေက အများကြီးမြင်နေပြီဘလို့မှမမီနိုင်တော့ဘူးဆိုတာတွေလည်းမကြမကြကြားနေဖန်နေရတော့ဒီလိုအတွေ့အမျိုးရှိတာကတိတ်တော့လဲထူးဆန်းမနေဘူးပေါ့ကျွန်တော်တို့အဲ့တလို့တွေ့သလိုပဲဒီ foreigner တွေထဲမှာလည်းတက်ကွာ nation ဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံကဆိုရင်နည်းနည်းလေးတနာသလိုနောက်ပြီးတော့တိတ်အထင်မကြီးသလိုဆက်ဆံတက်ကြတဲ့သူမျိုးတွေလည်းရှိတတ်တယ် ကျွန်တော်ပြောတဲ့ topic ကနည်းနည်း racist channel လို့အထင်မှားသွားမှာတော့ဆိုလေအဆုံးထိတော့စက်ဖက်ကြည့်ပါအစစအရာရာကိုရီထက်တိုးတက်နေတဲ့နိုင်ငံကလူတွေကိုကိုရီကအထင်ကြီးတဲ့လို့တစ်ဖက်ကလည်းအစစအရာရာနိုင်ပါတဲ့နိုင်ငံကလူတွေကိုအထင်သိမ့်မကြီးချင်တာကတဘာဝပါပဲပြဿနာလည်းသိမ့်မရှိလာဘူးဘယ်နေရာမှာပြဿနာတက်လဲဆိုတော့သူတို့နဲ့အတူတူအလုပ်တွေလုပ်ရတာအထူးသဖြင့်ကိုကသူတို့ရဲ့အထက်လူကြီးဖြစ်နေတဲ့ သူတို့ကိုပြန်ခန်းရတဲ့အခြေအနေတစ်ခုရောက်လာရင် ပြဿနာတက်တက်တယ်။ကျွန်တော်ရေချောင်းတက်ကလူကဘွဲရပြီးတော့အလုတ်တင်အရာရှိအဖြစ်နဲ့တင်မောဘော်ကိုရောက်တော့တွေ့ရမြင်ရလူတွေကိုဆရာခေါ်တော့တာပဲ။တင်မောဘော်မှာမြန်မာလူမျိုးက၄ယောက်လောက်ပဲရှိတယ်။ကျန်တာက foreigner တွေ။ကိုထက်ယာတို့ကြည်တာမကြည်တာ။ယာထူးတူတာတွေဘာတွေမသိဘူး။ဆရာပဲ။ကျွန်တော်တို့မြန်မာတွေရဲ့စိတ်ကလည်းတည်ရတဲ့အတိုင်းကိုကတင်ယူရမယ့်အခြေအနေလို့တတ်မှတ်လိုက်တာနဲ့ ပညာရှာပမာသူဖုံးစားတို့ဘာလို့စကားပုံတွေကို နားလည်မှုတွေလွဲပြီးကိုကိုကိုအနှိမ့်ဆုံးထားပြီးနှိတ်ချတည်ယူတကြတယ်။အဲ့ဒါလို့ ਨੇ တင်မောပေါ်မှာအတူတူပါလာတဲ့ကျွန်တော်တို့အကြောင်းကစီနီယာကိုကပြောပြတယ်။ညီလေးလူတိုင်းကိုဆရာမခေါ်နဲ့တင်မောပေါ်မှာဆရာခေါ်တင်တာကကြီးလေးကြီးလို့ကျွန်တော်တို့ခေါ်ကြတဲ့ကပတိန်၊ရှစ်အော်ဖီဆာ၊ရှစ်အင်ဂျင်နီယာနဲ့စကန်အင်ဂျင်နီယာပဲရှိတယ်။ကျန်တာကအရာရှိငယ်တွေနဲ့ rating တွေပဲကောင်းကောင်းမွန်မွန်လေးလေးစားစားအပြန်အလှန်ဆက်ဆံရင်ရတယ်ဆရာခေါ်စရာမလိုဘူးတဲ့ကျွန်တော်တခုခုတဘောပေါက်လိုက်တယ်သူပြောတာဟုတ်တာပဲဆိုတာမျိုးပေါ့ခုနကပြောတယ် foreigner ဆိုအထင်ကြီးတတ်တဲ့စရဲ့ကိုကတင်ယူရမယ့်အချိန်လို့သတ်မှတ်ထားတာရဲ့ပေါင်းပြီးတော်တော်လေးကိုရိုးကိုနှိတ်ထားမိတယ်ဆိုတာတဘောပေါက်သွားတယ်နောက်ထပ်တခုတတိထားမိတာကတခါတလေကြရင်ကိုကိုတတိပေးနိုင်တဲ့သူတွေမန္တာတွေပေါ့ဒီလိုလူတွေကလိုတယ် ကိုကတော့ကိုမှန်တယ်ထင်ပြီးလုံနေပေမဲ့တခါတခါကြရင်ကိုလုံနေတာတွေကလွဲနေတာမျိုးရှိတတ်တယ်။အဲ့ဒီအချိန်မှာထောက်ပြပြောပြနိုင်တဲ့သူတွေကလိုကိုလိုတယ်။အဲ့ဒီအကိုကြီးကကိုတိုးကြီးပေါ့ကျွန်တော်အခုချိန်ထိသူ့ကိုကျေးဇူးတင်ဆုံးပဲကျွန်တော်ရဲ့ပထမဆုံးတင်ပေါ်မှာသူကတော်တော်လေးကူညီပေးခဲ့တယ်။ထားပါတော့ကျွန်တော်တို့တွေရဲ့စိတ်ကအဲ့လိုရှိပေမဲ့တခြားနိုင်ငံသားတွေကဘယ်လိုစိတ်ထားမျိုးရှိတယ်ဆိုတာကျွန်တော်စက်ပြောပါမယ်။ ကျွန်တော်တင်မောဒုတိယတစ်ခေါက်ကိုအကြီးတန်းအလုပ်တင်အရာရှိနဲ့လိုက်ပြီးတော့၃လကြာမှအရာရှိစားဖြစ်တယ်။ကျွန်တော်စာချုပ်ပြည့်ပြီးအိမ်ပြန်ဖို့၃လ၄လလောက်အလိုမှာကျွန်တော်လိုပဲကျွန်တော်ပြန်ရင်ရာထူးတူးယူရမယ်အကြီးတန်းအလုပ်တင်အရာရှိတစ်ယောက်ရောက်လာတယ်။ပြောရရင်သူက ကျွန်တော်စီကနေဒီအရာရှိအလုပ်တွေတင်ယူရမယ်သူကျွန်တော်တပည့်လို့ပြောလို့ရတယ်။ဒါပေမဲ့သူကရုရှားကရုရှားတွေကတည်ရတဲ့အတိုင်းလူကောင်တွေကအကြီးကြီးတွေ နောက်အထူးအကြီးကလည်းဝါလနာပါတဲ့ကောင်တွေ UFC မှာလဝေပွဲတို့ MMA တို့တက်ထိုးနေတဲ့အထက်မှာရုရှားတွေများနေတာကိုဒါကြည့်ပြီးတော့လေအခုတက်လာတဲ့ကောင်ကအရက်က6ပေခွဲလောက်ရှိတယ်။ပေါင်ရင်က200ကျော်တယ်။ပတိုင်းမွေမုတ်စိတ်မွေတွေနဲ့တကယ်လူမရုပ်။နောက်မှသိရတာကသူကရက်ဘီကစားသမား။ရက်ဘီဆိုတာကလည်းသိရတဲ့အတိုင်းတယောက်နဲ့တယောက်ဝင်ကြုံပြီးကစားရတာ။အဲဒီတော့ဒီကောင်က တင်မောပေါ်တက်လာခဲ့ကဖိုက်တာလိုပဲတက်လာတာဘယ်ကောင်းမှလူမထင်သလိုရုပ်ကျွန်တော်ကရှိလာပုံချိန်130 140သူ့တဝက်စားတော့မရှိဘူးနောက်ပြီးမြန်မာနိုင်ငံကကောင်ဆိုတော့တိတ်အထင်မကြီးဘူးပညာတင်ဖို့လည်းတိတ်စိတ်ဝင်စားလာတယ်မဟုတ်ဘူးအချိန်တန်ကျွန်တော်ဆင်းရင်သူ့ဘာသာရာထူးတော်မှာဆိုတဲ့စိတ်ရှိတဲ့ပုံပဲခန်းရင်မိုက်ကြီးကလည်းကြည်သေးတယ်အဲ့ဒီနေရာမှာကျွန်တော်အဓိကပြောချင်တဲ့ထားရမယ့်စိတ်သက်တွေဆိုတာရောက်လာပါတယ် သူနဲ့ကျွန်တော်တွေကဂျူဒီအတူတူယူရတယ်။ဒါကတော့ထုံးစံပေါ့။ကျွန်တော်စာချုပ်ပြည့်လို့အိမ်ပြန်ရင် သူကကျွန်တော်နေရာကိုယာလူတူရမှာဆိုတော့ကျွန်တော်လုပ်တဲ့အလုပ်တွေအားလုံးကို ကျွန်တော်စီကတင်ဖို့ဂျူဒီအတူတူယူရတယ်။ကျွန်တော်ထက်လဲငယ်ပါတယ်။မင်းကငါစင်းရင်ငါနေရာယူရမယ်လို့မင်းယာဒူတူမတူဆိုတာကမင်းအလုပ်လုပ်နိုင်မလုပ်နိုင်တဲ့ဆိုင်တယ်။တကယ်လို့မင်းယာဒူတူသွားရင်တော့အလုပ်မလုပ်တတ်ရင်မင်းတာဝန်ယူရတဲ့ဆက်တွေပြတ်သွားတဲ့အခါမှာ စိတ်ဆင်းရဲဖို့ကောင်းလိမ့်မယ်။အဲ့ဒါတွေကိုအရင်ဆုံးပြောပြထားတယ်။တဖြည်းဖြည်းနဲ့ဒေါမွန်ဂျိုးမန်၊လူမိုက်ဆိုက်ဖမ်းမန်၊ကိုရီကိုအကြောင်းအမျိုးမျိုးကြောင့်မလေးစားမန်တိလာရတော့တခုခုတော့လုံရမှာပေါ့ဆိုတာမျိုးစပြီးတော့ခံစားလာရတယ်။သူလူမဆိုက်ဖမ်းတော့လဲဘဲတနိုင်မလဲ။ကိုကလည်းလူမိုက်ဆိုက်ပြန်ဖမ်းရတော့တာပဲ။မွေးကလေးကခက်ဆူဆူပတ်ဝန်းကျင်မှာနေလာရတာကိုပထမဆုံးအကြိမ်ကျင်းနဲ့ချင်းလို့ပြောရမှာပါ။နောက်ပိုင်းတရင်တနည်းစကားပြောတာထက် ခိုင်းစရာရှိရင်ခိုင်းတယ်ပြောစရာရှိရင်ပြောတယ်အစပိုင်းမှာလှုပ်ရှင်တလို့လို့မလှုပ်ရှင်တလို့လို့ခွာသွားယူခိုင်းလို့မှားယူလာရင်သူ့ပေါင်200လောက်ခန္ဓာကိုယ်ကြီးနဲ့အပေါ်တက်လိုက်အောက်ဆင်းလိုက်ပဲတင်မေးစရာရှိရင်တော့တင်မေးတယ်တင်မေးရင်လည်းမင်းရာထူးကအလုပ်တင်အရာရှိငါးစီကတင်မှမင်းရာထူးတို့မှာမင်းရာထူးမတို့ပဲဒီတိုင်းပြန်သွားရရင်မင်းဒုက္ခရောက်မှာဆိုတာကိုနားလေအောင်မကြမကြပြောပြတယ်ပြောရရင်သူကလည်း ခုနကကိုတင်မောစားသက်တုံးကလိုပဲပြောပြပေးမယ့်သူရှိမှကိုနေရကိုတည်တာလို့ပြောရမယ်ဒီလိုနဲ့နောက်ပိုင်းတော့ mutual respect လို့ခေါ်တဲ့အပြင်အလန်လေးစားသမှု သူလဲထားတတ်သွားတယ်တင်မောဘော်ကစာချုပ်ပြည့်လို့ကျွန်တော်အိမ်မြန်တော့ကျွန်တော်လက်ကိတ်အကြီးထမ်းပြီးဂန်းဝေးထီလိုက်ဖို့တယ်သူလဲရာထူးတိုးသွားတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာလိုအပ်လာရင်ထားရမယ့်တတ်သိတွေရှိတယ်သူများကို ထိုးမှတတ်သိရှိတာမဟုတ်ဘူး လိုအပ်ရင်တစ်ချက်နှစ်ချက်အထူးခံရဲတာကလည်းတက်တည်ပဲကိုနှစ်ဆလောက်ရှိနေလို့သူနဲ့ရင်ဖြစ်ပြီးအထူးခံရမှကြောက်နေလို့နေချင်တယ်လို့နေပြောချင်တယ်လို့ပြောသွားဆိုပြီးထားလိုက်ရင်သူလည်းကိုကိုခ ्यू ဆိုင်မှာမဟုတ်ဘူးကိုလည်းပြန်တဲ့အထိအပေါ်ကြီးဖြစ်ပြီးတော့ပြန်ရမှာအဲ့ဒီတော့ကိုနေရာကိုမသိတဲ့လူတွေနဲ့ဆက်ဆံရတဲ့အခါ keep calm and be courageous ကျွန်တော်တို့ပြောပြောနေတဲ့စကားလိုပဲလေးစားမှုဆိုတာတောင်းလို့မရဘူးတစ်ဖက်ကကိုယ်တိုင် လူလူလလနဲ့ပေးမှရတာမျိုးလွယ်လွယ်ကူကူလည်းမရဘူးရပြီးရင်လည်းအကြာကြီးခံတယ်